ဒီနေ့မေလ23ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမှာတိုင်းမှုအလူရှိလို့ဖျော်ဖြေရေးလုပ်နေတဲ့အချိန်မနေ့ညပိုင်း9နာရီဝန်းကျင်ကမုံရွာမြို့အဝင်မအူကိန်းနဲ့နာမခရဲကနေစစ်အုပ်စုကလက်နက်ကြီးနဲ့မုံရွာဝန်းကျင်ကိုပစ်ခတ်ခဲ့ပါတယ်။ဒါကြောင့်ငကတွင်ကျေးရွာတဲ့ကြားရောက်ပောက်ကွဲပြီးပြည်သူ2ဦးသေဆုံးတဲ့အပြင်10ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့ပါတယ်ရှင်။စစ်တပ်မြို့ပြင်ဦးလယ်နားကလေယာဉ်မြေတွေပေါ်မှာ ခြံခတ်ထားတဲ့ခြံဝင်းတွေကိုစစ်တပ်ကဒီနေ့မှဘူဒိုဇာရီနဲ့ထိုးပြီးဖျက်ဆီးနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ပြင်ဦးလယ်မြို့အထက်ကုံဘော်မဟာအောင်မြေရက်ကွက်ကလက်ရမြေတွေကိုဘူဒိုဇာနဲ့ထိုးဖျက်ဆီးနေပြီးလက်ရှိအရာအဝယ်ကောင်းနေတဲ့မိုးချိုအင်းထိတ်ဦးပွဲကောက်ကြီးကိုင်းအနီးစခန်းရက်ကွက်တွေကိုလည်းစီမံချက်နဲ့ရှင်းလင်းသွားမယ်လို့ပြင်ဦးလယ်မြို့စီပင်သားရဲကော်မတီကတတိပေးထားကြောင်းမြို့ကန်တွေကပြောပါတယ်ရှင်။ စကိုင်းတိုင်းကံပလူမြို့နယ်တွေကိုစစ်ကောင်စီတပ်ကအင်အားရကြီးဖြစ်တင်းနေပြီးနေမြေဆိုးမှုဖို့စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။မေလ20ရက်ကစပြီးကံပလူမြို့နယ်ကချက်သိန်းရွာနဲ့ကိုးတောင်ဖို့ရွာကြားကတင်တော်ရွာအထိုင်ချဖို့ကြိုးပမ်းနေပြီးကျောလှမြို့နယ်ဘက်ကလည်းအင်အားရာနဲ့ချီပို့နေတယ်လို့သိရပါတယ်ရှင်။ပဲခူးမြို့မှာနေအိမ်ကနေပျောက်ဆုံးနေတဲ့14နှစ်အရွယ်ကျောင်းသားမောင်တက်နိုင်မင်းကိုနှစ်ရက်အကြာမှာအသက်ခံထားရတဲ့ရုပ်အလောင်းပြန်တွေ့တာကြောင့်မြို့ကန်တွေစိုးရိမ်ထိတ်လန့်နေကြပါတယ်ရှင်။